ရှမ်းပြည်နယ်နဲ့ကရင်နီနယ်စပ်မှာရှိတဲ့ဘောရန်အောက်ဆက်ဆွေးဆစ်ဆောင်စခန်းမှာဆေးဝါးမလုံလောက်မှုကြောင့်ကလေးငယ်တွေရေပြားရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေတယ်လို့စခန်းတာဝန်ရှိသူတွေကပြောပါရယ်။လွန်ခဲ့တဲ့6လလောက်ကလေးကကလေးငယ်တွေရေပြားရောဂါစတင်ဖြစ်ပွားနေကြတာဖြစ်တယ်လို့သိရပါရယ်။အခုတော့ရောဂါပြန့်နှံ့အကောင်းလာနေလို့စခန်းရှိကလေးငယ်တစ်ဝက်လောက် ရေပြားယောဂခံစားကြနေသလိုအချိန်နေဆိုးရတဲ့ကလေးငယ်တွေလည်းရှိတယ်လို့စစ်ဆောင်စခန်းတာဝန်ခံကိုစော်ထွန်းကပြောပါတယ်။အကုံလုံးတော့မဖြစ်ပေမဲ့ဒီကလေးရဲ့အများစုအများစုကတော့ဒီဒီရနာနဲ့ပတ်သက်ရင်တော့ဖြစ်ကြတာပေါ့နော်။အရင်တော့ဒီအကန့်ဟောင်းမနေရခြင်းတုံးအစင်တော့တဲတဲတဲလောင်းဝေးတာတွေကတော့တိတ်တော့ကူးဆက်မြန်မှုနှုံနေတော့နေတော့ပေါ့နော်။ဒါပေမဲ့အခုလက်ရှိကျတော့တဆုတပြုံထဲ ဥမာအော်တနည်းအားဖြင့်တစုပြုံလိုက်နေကြတော့ဒီ type တော့ကူးဆဲမှုနှောင်းတွေအားမြန်လာမယ်လို့ပြောလို့ရတာပေါ့နော်ပျောက်ကင်းတာတွေကတော့မရှိဘူးပေါ့နော်ဖြိဖြိတဲ့လူဆိုရင်တော့ယနေ့ရှင်ထိသူတို့အဲဒီဒီအကြီးပြားယောက်ကဆက်ပြီးတော့ဖြိကြတော့ပေါ့ပဲပေါ့နော်အခုထိအချိန်ထိပေါ့နော်ဈေးဝါးတွေတော့လူအချက်တွေ ရှိတယ်ပေါ့နော်ဒီနောက်ပိုင်းဆိုလူကြီးလည်းပြန်ဖြစ်လာတယ်ပေါ့နော်လူကြီးတကဲစပြန်ကူးလာတယ်နောက်တစ်ခေတ်နဲ့ဒီပို့ပြီးတော့များလာမယ်ဆိုရင်တော့စေဝါလိုအပ်ချက်တွေအားတော့ပို့တော့များအောင်ပေါ့နော်အရင်ကခလင်းငယ်အနေငယ်လောက်သာရေပြားယောဂခံစားရတာဖြစ်ပြီးစေဝါလိုအပ်ချက်ကြောင့်ယောဂပြန့်နှံ့မှုကိုမထိန်းချုပ်နိုင်ပေမဲ့ အခုဆိုရင်လာသားရွယ်ကလေးငယ်တွေကနေလူကြီးရွယ်ထိကူးစက်မှုတွေရှိနေတယ်လို့စကမ်းတာဝန်ရှိသူတဦးကထပ်ပြောပါဗျ။လက်ရှိမှာတော့အဲ့ဒီကလေးတွေကို ထိရောက်တဲ့စေဝါကူတာမှု လုံလုံလောက်လောက်မပေးနိုင်သေးပဲနှိစက်ရာဆေးမီတူတွေနဲ့ပဲကူးတာနေရတယ်လို့အဲ့ဒီစကမ်းမှာနေတဲ့ကလေးမိဘတဦးကပြောပါဗျ။စေးကတော့ကိုယ့်အကူပဲဝယ်ကူနေရတယ်အရင်စကန်းဟောင်းမှာတုန်းကမဖြစ်ကြဘူး အခုစကန်းအစ်စ်ကိုရောက်မှ ခလေးတွေတော်တော်ဖြစ်ကြတယ်။အလူရှင်တွေကတော့စေဝါလှူဒန်းမှုတချို့ရှိပေမဲ့မလုံလောက်ဘူးလို့ခလေးမိဘကပြောပါတယ်။ဒါအပြင်တောင်ပေါ်ဆစ်ဆောင်စကန်းဖြစ်တဲ့ဆက်ဆွေးဆစ်ဆောင်စကန်းမှာ ရေရှားပေါမှုပြဿနာနဲ့ရေဆန်ရလေးရှိပြီးမိုးရာသီကုန်တဲ့အခါရေရှားပေါမှုပြဿနာထပ်မံရေဆန်ရတဲ့အတွက်ရေပြားရောဂါတွေအခုထပ်ပိုမှုကူးစက်လာမှာကိုအဲ့ဒီစကန်းကဆစ်ဆောင်တွေစိုးရိမ်နေကြပါတယ်။ အဲ့ဒီစစ်ရှောက်စခန်းမှာနေတဲ့စစ်ပေးရှောင်း960ကျော်ရှိပြီးအသက်2နှစ်အောက်ကလေးငယ်22ဦးအသက်2နှစ်မှ9နှစ်ကြားကလေးငယ်18ဦးအသက်6နှစ်အထက်ကလေးငယ်183ဦးရှိတယ်လို့သိရပါဗျာ။